ြားလိုက်လို့ပြေးနေတဲ့လူတယောက်ဟာခွေးဟောင်နာကိုလှဲ့မကြည့်တဲ့ကြားလိုက်လို့ပြေးနေတဲ့လူတယောက်ဟာစူးချစ်တာကိုပုံကြီးချဲ့မနေနဲ့တော်ထဲမှာကြားကနောက်ကနေလိုက်တယ်ရှေ့ကအသက်လွပြီးတော့ပြေးနေရတဲ့လူတယောက်မျက်စိထဲမြင်းကြည့်စမ်းအဲ့ဒီလူကိုခွေးကနှမ်းပြီးတော့ဟောင်းတယ်လှဲ့မကြည့်အပါဘူးခွေးဟောင်နာအရင်မကြည့်ဘူးနော်ဘာကအရေးကြီးလဲကြားလိုက်တာကအရေးကြီးတယ်ခွေးဟောင်နာရက်ကြည့်နေရင်ကြားကမှီပြီးတော့ကြိုက်တတ်မှာမဟုတ် အဲ့ဒီကြားလိုက်နေတာကိုကို့မှာရှုကလေးချစ်မိတယ်။ဟာညှိမိသွားတယ်။ဒါကိုရက်ပြီးတော့ကြည့်မနေနဲ့ဘာမှဒီတန်ရသိမ့်မကြည့်ဘူး။နောက်ကဘာဖြစ်နေတုံး။ကြားလိုက်နေတယ်။အဲ့ဒီလိုပဲဒကာဓမ္မတို့ဦးရှင်တို့တွေကိုသေမင်းကလိုက်နေတယ်။ဘယ်ချိန်မိမလဲတော့မသိဘူး။အဲ့ဒီသေမင်းဒီလိုတော့ကြားကြည့်လိုက်နေတာကိုမမြင်တဲ့အခါကျတော့ကဲ့ရဲ့ချင်းချီးမွမ်းခြင်းဆိုတဲ့ခွေးဟောင်နာကိုရက်ရက်ပြီးတော့ကြည့်တယ်။ရက်ရက်ပြီးတော့ခံစားတယ်။ ကြားလိုက်တာကြီးကိုမမြင်တော့ခွေးဟောင်တာကြီးကအကြီးကြီးဖြစ်နေတယ်။ပေတတ်တို့ကိုဦးဇင်းတို့အမှုစိတ်ရှင်းမပြဘူးဒီလူတွေညာရှိတယ်နော်။ဟုတ်လား။နောက်ကကြားလိုက်နေတာကိုမမြင်တော့လောကဒံစုကလေးအตาကလေးချစ်တာကိုအကြီးကြီးလို့ထင်တယ်။နေပေါင်းသွေးတွေထွက်နေလိုက်တာ။လုံမနေနဲ့နောက်ကဘာလိုက်နေလဲ။ကြားလိုက်နေတယ်။ဘဝဆိုတာခဏပါလို့တိတဲ့အတိနော်သေခြင်းတရားမရဏနုဒတိကမ္မထံ။ သိပ်ပြီးတော့အစွမ်းထက်တယ်ဟုတ်လားဒါကြောင့်ကိုယ့်ဘဝမှာပြဿနာတွေနဲ့လေးလံနေတဲ့အခါမျိုးမှာစဉ်းစားကြည့်လိုက်ပါငါဘာတွေပုံကြီးချင်နေတာလဲဒီပြဿနာတွေကြီးတဲ့ပြဿနာရှိငါတွေ့ရအောင်မှာပြဿနာအကြီးကြီးကိုမေ့နေလို့ပြဿနာအသေးသေးလေးတွေကဂုတ်ပေါ်ခွာရှိပြီးတော့အကြီးကြီးလို့ကိုယ့်ကိုချက်ပြီးတော့နှိမ့်ဆက်နေတာစဉ်စစ်တော့ပြဿနာအကြီးကြီးကို မမြင်လို့ပြဿနာအသေးလေးကိုအကြီးကြီးထင်နေတာ ပြဿနာအကြီးကြီးကတေချာပေါက်ရှိတယ်။သိရမယ်။မသိခင်မှာနာကျင်ကြိုက်ခဲမှုတေချာပေါက်တွေ့မယ်။အဲ့ဒီအချိန်မှာတကယ်ပြေးလဲအောင်နေနိုင်မလား။ဒီမိကုန်းကို ပြေးလဲအောင်ဖြစ်တတ်ဖို့လိုတယ်နော်။တခါကြီးဒီမိုင်းမြတ်။ဟုတ်လား။ငွေကြီးနဲ့ဖြည့်ရှင်းလို့ရမှာလား။ကိုယ်တံပိုးထားတဲ့ဂုံတွေပကာသနာတွေနဲ့ဖြည့်ရှင်းလို့ရမှာလားအတိုင်းဝိုင်းနေနဲ့ကိုဖြည့်ရှင်းလို့ရမှာလားညံကလွဲလို့ကုသိုလ်ကလွဲလို့အဲ့ဒီပြဿနာကိုဖြည့်ရှင်းပေးနိုင်တဲ့အရာချမ်းမရှိဘူး ဒါကြောင့်ဒီစကားလေးကိုထပ်ပြီးတော့မှတ်ပါကြားလိုက်လို့ပြီးနေရတာရှုချစ်တာတွေခွေးဟောင်တာတွေကိုလှည့်ကြည့်မနေနဲ့ငုံကြည့်မနေနဲ့